လောကကြီးမှာဘဝရည်စက်ဆုံးလာလို့မိဘနဲ့သားသမီးဆွေမျိုးလို့တော်ဆက်ဖြစ်ကြတဲ့ပုံကိုယ်တွေနဲ့ကိုယ့်ဘဝညာထဲမှာမိဘဆွေမျိုးသားချင်းနဲ့ရှာပင်းလို့ရနိုင်တဲ့ချမ်းသာနဲ့ရှာပင်းလို့မရနိုင်တဲ့ချမ်းသာကိုမြတ်စွာဘုရားဒီမှာရှင်းရှင်းလင်းလင်းဟောခဲ့ပါတယ်ပရိသတ်ရေလောကကြီးမှာချမ်းသာနဲ့ဆင်းရဲကိုလူတွေပါကြိုက်ကြတဲ့နဲ့ ိုပရိသကရောဘာကိုကြိုက်တယ်ချမ်းသာပါဘုရားဟောချမ်းသာကိုကြိုက်တယ်ဘလောက်လောက်ချမ်းသာရင်တော်ပြီနဲ့လို့သတ်မှတ်ထားတာရှိသလားရှိပါဘူးဗျာချမ်းသာချမ်းသာမယ်ဆိုရင်ပရိသတ်ရေဘလောက်ပင်ရရမလိုချင်တဲ့လို့ရှိမလားရှိပါဘူးဗျာဟေးအဲ့လိုချမ်းသာကိုလိုချင်လို့ရှာတဲ့နေရာမှာတဲ့မိဘနှမနဲ့ညီကိုမောင်နှမတွေကရှာပြီးလို့ရတဲ့ချမ်းသာတွေရှိတယ် ရှာပြီးလို့ဘယ်လို့မှမရနိုင်တဲ့ချမ်းသာလည်းရှိတယ်။ဟုတ်လား?မှန်ပါဗျာ။အဲ့တော့ဒုညနာပရိသတ်တွေမိဘညီကိုမောင်နှမနဲ့ဘဝနဲ့အတူတူနေကြတာဆိုတော့မိဘညီကိုမောင်နှမနဲ့ပတ်သက်တဲ့ချမ်းသာကတော့ဒုပရိသတ်ဒါနည်းနည်းလေးပြောလိုက်ရင်တော့မသိဘူးလား?သိပါတယ်ဗျာ။ဤပညာရှာနေရတဲ့တားငယ်သမီးငယ်တွေကျောင်းနေရွယ်မှာကျောင်းနေကြတယ် မူလရံကနေအလေရံအလေရံကနေအထတံအထတံကနေတက္ကသိုလ်တည်အောင်ရောက်သွားကြမင်းဒီเจ้าသူเจ้าသားလေးနေအစဉ်တန်းပြည့်တဲ့ပညာတွေသင်ဖို့ရန်အတွက်ပရိသတ်အနည်းဆုံးအားကိုးကြရတာအမိနဲ့အဖေပဲလို့ပြောရင်မှန်မလားမှန်ပါပါဘုရားဒါတို့အားလုံးဘဝမှာအမိအဖေရဲ့အရေးအောင်ပါပဲဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေပဲဟုတ်တယ်နော် အမေရဲ့ဘင်ကအစင်မပြေလို့မပြည့်စုံရင်ဒီတော့မှညီကောင်မောင်နှမတွေဦးကြီးဦးနေတွေကနေစောင့်ရှောက်တာမျိုးရောမရှိနိုင်ဘူးလားရှိနိုင်ပါတယ်ခင်ဗျာရှိနိုင်တယ်ဒါတော်ပရိသတ်ရင် အတော်မရှားဘူးလားရှားပါတယ်ခင်ဗျာရှားတယ်ဒီတော့ပြောချင်တာဒါပါပဲပရိသတ်ရင်ပညာသင်ကြားနေတဲ့ပညာသင်ကျောင်းသူကျောင်းသားအားလုံးဒီပညာကိုချမ်းချမ်းသာသာသင်ကြားနိုင်ဖို့ရန်အတွက်အဲ့ဒီပညာချမ်းသာရဖို့ရန်အတွက်ဘယ်သူကို အာကိုရခဲ့ရသလဲပြပါဦးအာကို မိဘနှပါဒါအများဆုံးပဲတခါတလေမိဘကနေဆွေမျိုးသားချင်းအားကိုးရတာမျိုးလည်းရှိတော့ရှိမှာပေါ့မရှိဘူးလားဒီတိုင်းပဲစီးပွားရေးလောကတွေရောက်သွားပြီစီးပွားရေးနယ်ပယ်ရောက်ပြီဆိုတော့လေပရိသတ်ရေဘယ်သူတွေကဘလောက်ပင်ကောင်းပါတယ်လို့ဆိုဆိုမိဘနှစ်ပါးနဲ့ညီကိုမောင်နှမဆွေမျိုးတွေကသာလေအရင်းအီးတွေထုတ်ပေးမယ်လုပ်ငန်းကိန်းကန်းတွေစီစဉ်ဆောင်ရွက်ပေးမယ်ဟုတ်လားမဟုတ်လား စီပွားရေးနယ်ပယ်နဲ့ရောက်တော်ပြိသန်မိပါရဲ့အရေးနဲ့ကင်းနဲ့စီပွားရေးသည်အတော်ရှားလားမရှားလားရှားပါတယ်ခင်ဗျာဟောပြောချင်တာကတော့ပညာရင်လောကရင်မှာပညာသင်တဲ့အကြောင်းသူကြောင်းသားတွေမိဘဆွေမျိုးသားရင်တွေကိုအာကိုပြီးတော့ပညာချမ်းသာရအောင်ရှာနေကြတယ်စီဝိုင်းနေပဲမှာစီဝိုင်းလုံငန်းတွေကိုမိမညီကောင်မတော်ဆွေမျိုးသားချင်းတွေအာကိုပြီးတော့ အရင်လေးတွေထုံးမဲ့အလုတ်ကိုင်းလေးရှာပွေပြပြီးတော့ချမ်းသာအောင်ရှာနေကြနိုင်မယ်။ရာတို့ကုန်သိရှာရင်လည်းဒီတိုင်းပါပဲ။ပရိသတ်အကုန်လုံးကလောက လူသားတွေရှာနေတဲ့ချမ်းသာအားလုံးသည်နံပါတ်1မိဘနံပါတ်နံပါတ်2မိဘနံပါတ်နဲ့အစင်မပြေမလုံတော့ရင်ဆွေမျိုးသားချင်းဒီပုံကိုယ်တွေကိုမှီပြီးတော့တို့အားလုံးချမ်းသာသည် ရှာလဲရှာစေဖြစ်သလိုရှာလဲမရှာခဲ့ရအောင်လားရှာခဲ့ရတယ်ရှာခဲ့ရတယ်ဆိုပေမဲ့လို့ပြိသက်ရင်မိဘတွေဆွေမျိုးတွေဘလောက်ပင်စောင့်ရှောက်စောင့်ရှောက်ပညာရေးကိုရှာရင်းရှာရင်းနဲ့ဘွဲဒီဂရီရသွားတဲ့လူတွေနဲ့အများကြီးရှိသလိုပညာရေးတန်းလန်းတဲ့လက်မဆုံးတဲ့လူတွေရောမများဘူးလားများပါတယ်ခင်ဗျာစီးပွားရေးမှာလည်းပြိသက်ချမ်းသာကျွမ်းဝသွားတဲ့လူတွေရှိသလို့ ။ဟိုးတနေ့တနေ့မင်းရုံးကန်နေရတဲ့ဘဝတွေရောများစွာမရှိဘူးလား။ရှိပါတယ်ဗျာ။ဟော။ရာဓုကုန်တယ်လေဒီတိုင်းမှာပဲပြိဿကြီးအလုံးထဲတော့ဝင်သွားတယ်ပဲရှိရာဓုမတွက်တန်လန်းတန်လန်းနဲ့ဖြစ်နေတဲ့လူတွေရောမရှိဘူးလား။ရှိပါတယ်ဗျာ။ပြောကျင်တာပြိဿကြီးလောကကြီးမှာတို့ရှာနေတဲ့ပညာစည်းပွားရာဓုကုံတင်ချမ်းသာတော်မိဘနဲ့ဆွေမျိုးတွေကလမ်းကြောင်းပေါ်တင်ပြီးတာပဲရှိတယ်နော်လမ်းဆုံးရောက်အောင်ပို့ပြီးလို့ရတာ ါခင်ဗျာကျောင်းသားတယောက်ကအမေပင်နဲ့ဆွေမျိုးတွေအားကိုးပြီးတော့ကျောင်းတက်မယ်တက္ကသိုလ်တက်မယ်သို့တော်ပရိသတ်မိဘဆွေမျိုးကဒီတက္ကသိုလ်ကျောင်းကိုတက်နိုင်အောင်ပဲလမ်းကြောင်းပေါ်တင်ပြီးစောင့်ရှောက်ပေးလို့ရတာဒီစားတွေဝိုင်းကြက်ပြီးဒီတက္ကသိုလ်ကဘွဲ့ရအောင်သူတို့ယူပေးလို့ရလားမရပါဘူးခင်ဗျာအဲ့ဒါကြတော့ဘသူနဲ့ဆိုင်တယ်အဲ့ဒီကျောင်းသားနဲ့ပဲဆိုင်တယ်စီဝိုင်းမလည်းဒီတိုင်းပဲမိဘနှစ်ပါးကအရင်ဒီထုတ်ပေးမယ်အလုပ်ဒီရှာပေးမယ်အလုပ်ထဲအသွင်းပေးမယ် ဒီပေါ်မှာပြိဿယမိဘနှစ်ပါးကတခါတည်းဘီလီယံနာကြီးဖြစ်အောင်ချမ်းသာအောင်ကိုပြီးတော့ရှာပြီးတော့ရမရပါဘူးဗျာအဲ့ဒီချမ်းသာဖို့ကြတော့ဘုသူ့မှာတောင်းအောင်ရှိအဲ့ဒီပုံကဘာပဲတောင်းအောင်ရှိတယ်ဒီတိုင်းပဲရာထုကုန်နေလေဒီတိုင်းပဲဒီတော့ပြောနေတာကရသော်ဘုရားမင်းနဲ့ငါဘုရားရှင်မင်းနဲ့ဒီချမ်းသာကိုမင်းတို့အမေလည်းမပေးနိုင်ဘူးအဖေလည်းမပေးနိုင်ဘူးဆွေမျိုးသားချင်းတွေလည်းမပေးနိုင်ဘူးတဲ့ အဲ့ဒါဆိုရင်မြတ်စွာဘုရားရဲ့ဒီစကားသည်လောကီနေက ချမ်းသာဖြစ်မလားလောကုတ္တရာနေကချမ်းသာဖြစ်မလားလောကုတ္တရာနေကချမ်းသာပါဘုရားရှင်းမသားဘူးလားရှင်းသားပါဘုရားဘုရားတော်ဟောစရာမလိုလောကီနေကချမ်းသာသည်ခုနကပြောလို့ပညာစည်းဝါးရာတုကုန်သည်မိဘဆွေမျိုးတွေကဒီပညာသင်တယ်အောင်ဒီအလုံးလုံးလို့ရအောင်ဒီရာတုဝင်လို့ရအောင်ပဲလမ်းကြောင်းပေါ်ပဲတင်ပေးလို့ရတယ် ဒီပွဲရအောင်ဒီစည်းစဘောချမ်းသာအောင်ဒီယာတို့တက်သွားအောင်ကြတော့မိဘတွေဆွေမျိုးတွေလှုပ်ပေးလို့ရလားမရပါဘူးခင်ဗျာမရနိုင်ဘူးတဲ့ဒါကြောင့်လောကကြီးအလယ်မှာအမေနဲ့အဘေနဲ့ဆွေမျိုးတွေအားကိုရတယ်ဆိုတာတော့မှပြိဿယေလောကအလယ်မှာလူတွေရှာနေတဲ့ပညာချမ်းသာစည်းစဘောချမ်းသာယာတို့ချမ်းသာအထွတ်ထိပ်ရောက်ပေါ်ရန်အတွက်ကြတော့ အမေလည်းမပြီးနိုင်ပါဘူးအဖေလည်းမပြီးနိုင်ပါဘူးဆွေမျိုးသားချင်းလည်းမပြီးနိုင်ပါဘူးပြိတ္တရေဘယ်သူကိုယ်တိုင်ရအောင်ယူရမင်းမိမိကိုယ်တိုင်ရအောင်ယူရမင်းဒါဆိုရင် ရှင်းသွားပြီဟောဒါဆိုရင်ရသော်ဘုရားမိမ့်နဲ့ချမ်းသာသည် လောကက လူတွေရှာနေတဲ့ပညာစည်းပွားရာဓုကုန်သိဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဗျာဟောကြည့် မြတ်စွာဘုရားမိန့်လိုက်တဲ့ချမ်းသာကြတော့ चित्त ာ चित्त ံမိတော်တဲ့တမ္မာပဏိတစိတ်တံငါဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြတာလေကုသိုလ်ကမ္မပဒတရား7ပါး၌ကောင်းကောင်းမွန်မွန်စောင့်တည်ခြင်းသုံးလုံးနေတဲ့စိတ်တံမင်းတို့ရဲ့စိတ်ကောင်းစိတ်မြတ်လေးသည်ငါဘုရားအခုမိန့်မဲ့ချမ်းသာကလေးနဲ့အမိအဘေဆွေမျိုးတွေမမိန့်နိုင်ဘူးဘယ်သူကပြီးမှလဲဆိုရင်မင်းတို့ကိုယ်တိုင် ငါဘုရားရှင်ကိုတော်မြတ်ဟောထားတဲ့ကုသိုလ်ကမ္မပဋ္ဌာန်းတရား10ပါးကိုလက်တွေ့ဘဝထဲမှာကျင့်သုံးနေတဲ့စိတ်ကောင်းစိတ်မြတ်လေးကတော့တဲ့ဟောဒီဘဝရှာနေတဲ့မင်းတို့ရဲ့ပညာစည်းမွားရာတို့ကုန်သိချမ်းသာမှနဲ့ရအောင်စောင့်ရှောက်နိုင်သလိုဒီဘဝကြီးတွေကတည်သွားတဲ့နောက်ပိုင်းမှာလည်းပဲအပေတကားပေါ်ပြီးပြီးတော့လူချမ်းသာလည်းပြန်ရနိုင်တယ်၊နတ်ချမ်းသာလည်းပြန်ရနိုင်တယ် မြမချမ်းသာခြင်းလိုခြင်းလည်းရနိုင်ပါသေးတယ်အဘယ်တကားပိတ်တဲ့ချမ်းသာလိုခြင်းလည်းရနိုင်သေးတယ်ဟောဒုက္ခခတ်သိအကုန်ကြီးနဲ့နိဗ္ဗာန်ချမ်းသာလိုခြင်းနဲ့ဆိုရင်လည်းပဲငါဘုရားမင်းနဲ့ဟောဒီချမ်းသာရှာနိဂသာပြီးနိုင်ပါသေးတယ်ရအမေဘေးဇမျိုးတွေမပြီးနိုင်ပေမဲ့ဘုရားမင်းနဲ့ငါဘုရားမင်းထားတဲ့ကုသိုလ်ကမ္မပဋ္ဌာန်တရား၁၀ပါးသာမင်းတို့ ဘဝထဲမှာလက်တွေ့ကျင့်သုံးกว่าတဲ့အဲ့ဒီလက်တွေ့ကျင့်သုံးလိုက်တဲ့အဲ့ဒီစိတ်ကောင်းစိတ်မြတ်လေးကတော့မြန်မြန်နားလည်အောင်ပြောရင်ဒီဘဝမင်းတို့ရှားနေတဲ့ချမ်းသာတွေကိုလည်းတိုးတက်တက်တိုးပြီးရအောင်စောင့်ရှောက်နိုင်သလိုပြီးနိုင်သလိုဒီသွားတဲ့နောက်ပိုင်းမှာလည်းမင်းတို့တွေလူချမ်းသာနတ်ချမ်းသာမြမချမ်းသာကနေနိဗ္ဗာန်ချမ်းသာလင်းချမ်းသာအစင်စင်ကြည်ရင်ကြည်သလောက်ပြီးနိုင်တယ် ဒါဆိုရင်ဒုတိယနာပရိသတ်ကဒီတဘောချမ်းသာကိုအဓိကထားတာကတန်တရာချမ်းသာအဓိအဓိကထားတာတန်တရာချမ်းသာအဓိကထားတာပါဒီဘောကလည်းပရိသတ်ရင်ချမ်းသာခြင်းလားမချမ်းသာခြင်းလားချမ်းသာပါပါခင်ဗျာဒီဘောဤထဲမှာလည်းမိမိကိုယ်ရောမိမိသားသမီးရောပညာချမ်းသာခြင်းနဲ့ပညာတတ်ကြီးတွေပွေတူးဂုဏ်တို့ရတဲ့သားသမီးတွေဖြစ်စေရင်အမေဖေရဲ့မေတ္တာပါပဲ ။ဧစီဝါဆိုရင်လည်းကိုယ်ဘလိုနေရနေရကိုသားသမီးလေးတွေတိုက်ကြီးတွေကာကြီးတွေကုံဒီပန်းရှင်ကြီးတွေဖြစ်နေတာကိုမိဘတိုင်းမျော်လင့်ကြတာပါပဲ။မမျော်လင့်ဘူးလား။ရာဓုဌာနန္ဒရာမှာဝင်နေတဲ့သံသမီးအတွက်ဆိုရင်လည်းမိဘတွေကိုဘာမှပြန်ပြီးတော့မကြတော့ပါစေ။ငါသားလေးကဘယ်အစင်ရောက်တော့ပြီဘယ်အစင်ရောက်တော့ပြီလို့ညှော်လင့်နေရတာကတော့မိဘတို့ရဲ့နှလုံးသားတွေကမေတ္တာအစေရနာအမှန်ပါပဲ။ဟုတ်လားမဟုတ်လား။ ဒါဆိုရင်မိမိတို့ကိုယ်တိုင်ရောမိမိတို့သားသမီးတွေရောဒီဘဝချမ်းသာတွေနဲ့တိုးတက်ဖို့သိပြီးတဲ့နောက်ပိုင်းမှာလည်းပဲလူချမ်းသာ၊နတ်ချမ်းသာ၊မြမချမ်းသာဆိုတဲ့သူကတိကောင်းတဲ့ချမ်းသာတွေရဖို့ရန်အတွက်ဆိုရင်တို့အားလုံးသည်ဖျားရှင်မိတ်နဲ့ချမ်းသာလမ်းညွန်ကုသိုလ်ကမ္မပဒတရား၁၀ပါးတဲ့မကျင့်သုံးပဲနဲ့ရမလားမရပါဘူးခင်ဗျာ အဲ့ဒီကုသိုလ်ကမ္မပဒတရား7ပါးကိုသာကျင့်သုံးလိုက်ရင်အမိအဖေဆွေမျိုးတွေမပြီးနိုင်တဲ့ချမ်းသာတွေတောင်မရနိုင်ဘူးလားရနိုင်ပါလားခင်ဗျာရနိုင်တယ်ဒါဆိုရင်ဒီဘဝလဲချမ်းသာခြင်းနဲ့ကိုယ်တိုင်လဲချမ်းသာခြင်းနဲ့သံသမီးလဲချမ်းသာစေခြင်းနဲ့ဆိုရင် တို့အားလုံးဒီကုသိုလ်ဘယ်နှပါးကျင့်ရမလဲ7ပါးပါခင်ဗျာအဲ့ဒါကိုကုသိုလ်ကမ္မပဒတရား7ပါးလို့ခေါ်ပါတယ်ညကုသိုလ်ကမ္မပဒတရားဘယ်နှပါးရှိလဲ ဒီဘက်မှာယောဂီရောင်နေဆိုဒီဘက်ကအချင်းနေပိုကောင်းမဲ့သဘောကြီးတယ်ကဲ7ဘာကိုဒီဘက်က8 9ဘာပြောပါပြီးမှဒီဘက်ကနောက်9ဘာကိုပြောပါဘုံဘုံကလက်ချိုးမယ်ရင်ွေးလေးဘုံမင်းနဲ့ ရင်ွေးဖုံးမေးပြီလို့ဇက်တောင်တုတ်ပြီးပါပြီ။ဟောဘုံဘုံအေးစင်းနားတော်စီရင်လို့စောင့်နေတဲ့သဘောလား။ဟောပြီပြောလို့ရပါပြီဗျာ။အဲကုသိုလ်ကမ္မပဒတရားဘယ်နှပါလဲ။ဟုတ်။အဲ့လေဆေမဖော်ထားပြီလေ။ဒီဘက်ကအရင်တို့မမေးလို့မမျက်နှာတွေစူးနေအမလေးတို့ကြောင့်တို့အရင်အမလေးဘုန်းကြီးမျက်နှာလဲတို့အရင်မမေးဘူးပါလေ။မေးပါပြီ။ကဲဒီဘက်ကအရင်ဖြေလို့ရပါပြီ။ ောဒီဘက်ကတကကြီးကပြောတယ်ဗျာပရိသတ်ကြီးကာယကံ၃ပါးဝစီကံ၄ပါးမနောကံ၃ပါးပေါင်းလိုက်တော့ဘယ်နှပါး၃ပါးဟာကွတီပဲအဲ့တော့တကကြီးကရှင်းဆုံးကနေအကျဉ်းဖြစ်သွားပြီဆိုတော့တို့နောက်ကပရိသတ်ကငြိမ်နေမှတော့သဘောပေါက်ပြီမြ мян သာပြောလိုက်တော့ထောက်ခံလာကန့်ကွက်ယောဒီဘချမ်းပြောထောက်ခံလာကန့်ကွက်လား ထောက်ကပါနေအလဲကဲဒီဘက်ကတော့ထောက်ကန်လာကန်ကွာလာဟမ်ဒီဘက်ကတော့ထောက်ကန်လာကန်ကွာလာထောက်လည်းမတတ်ကောင်းဘူးကန်လည်းမကန်ကောင်းဘူးဘာမှလည်းမသိဘူးခက်ဒီနေဒီဘက်ကထောက်ကန်နေဆိုတော့ကဲထောက်ကန်နေဆိုရင်တို့ပြိဿနောက်တော့မှန်မှန်ပြောနော်မှန်မှန်ပြောတဲ့လူတွေ နီးပြီနော်အခုလကုန်ကန်နီးပြီနော်လထွမ်းမဲ့တပေါင်းခွဲဆိုရင်ဟောဒီထဲရပေါက်ပါစေလိန်တဲ့လူတွေတစ်လုံးမပေါက်ပါစေနဲ့ပြောတကယ်သီးလို့ထောက်ခံတာလားအချင်းချင်းဖြစ်လို့ထောက်ခံတာပြောမှန်တယ်ပြောရင်ထိပေါက်မယ်မမှန်တော့သွားပြီတစ်လုံးကဲတကယ်သီးလို့ထောက်ခံတာလားရောချတာလားရောချတာဟုတ်ပြတယ်ရောချတာဩရောချတာ ေးပေါ်နာမည်ကဆလိန်ရက်ွက်ပေါ်နာမည်ကဆလိန်ရက်ွက်ဆိုတော့ကြောချတဲ့နေရာတော့ကျွမ်းနေပြီဒါမဲ့လုံးဝအာမငင်နေဒီလောက်အချိန်ကြီးကောင်းရောတတ်ရင်2020ကျရင်အမတ်ဝင်ပြိုင်လို့ရပြီအမတ်ဆိုတာရောတတ်ရင်အဆင်ပြေတယ်ဟုတ်လားရောတတ်ရင်ဘာဖြစ်လဲဆင်ပြေပါဗျာရောတတ်ရင်ဘာဖြစ်လဲဆင်ပြေပါဗျာအဲဘယ်သူတွေရောလဲ ဖဲမတ်တည်တယ်မန္တလေးဇတ်ထရအမပြောတာနော်ချုပ်ကျင်နေအမမပြောဘူးဟုတ်လားဩမဆိုးပါဘူးအဖော်တော့ရတာပဲပရိသတ်ရင်အဲ့ဒါပြောတာမဟုတ်ဘူးလိုက်စုံလိုက်စုံဒါနာဒါနာသီလသီလဘာဝနာဘာဝနာအပ္ပစာယနာဝိယာဝိစ္စဝိယာဝိစ္စပတ္တိဌာနပတ္တိဌာနပတ္တ ानु မောဒနာပတ္တ ानु မောဒနာ ဓမ္မတဝနာဓမ္မတဝနာဓမ္မဒေသနာဓမ္မဒေသနာဒိဋ္ဌိစုကမ္မဒိဋ္ဌိစုကမ္မပေါင်းလိုက်တော့ဘယ်နှပါးရလဲ7ပါးပါဗျာဟတော်တာကြီးကဲ7ပါးရပြီဆိုရင်ပြောပြန်ပြောဒါနသီလဘာဝနာဒါတိဟုတ် ကဲဒီဘက်ကဒီဘက်ကတိတံပြောမယ်ဆိုဒါနဒါန